ကျမတို့တွေတခုခုစားလုပ်ဖို့ကြိုးစားကြည့်တဲ့အခါမျိုးမှာကျမတို့ရဲ့ခေါင်းထဲကနေပြီးတော့အတန်တင်းတင်းလေးတွေပြန်ချားနေရတာမျိုးကြုံမှုကြမယ်ထင်ပါတယ်။ငါကဒါကိုကြိုးစားကြည့်ဖို့အထိလုံလောက်တဲ့စွမ်းဆောင်ရည်တွေရှိမနေဘူး။ငါမလုံနိုင်တော့ဘူး။ငါ့ကိုသဘောကျတဲ့သူမရှိဘူးဆိုတာမျိုးပေါ့။လုံလဲသမျှအလုပ်တိုင်းကအရာမထင်ဘူးဖြစ်နေတယ်လို့တွေးမိတာမျိုး။ရလာသမျှအရာလက်တိုင်းကိုစိတ်ကျေနပ်မှုမရှိဖြစ်နေတာမျိုးခံစားနေရတဲ့သူမျိုးတွေလည်းရှိနေနိုင်ပါတယ်။တစ်ချိန်လုံးစိတ်မကျေနပ်မှုတွေနဲ့ငင်းခုန်နေရပြီးတော့ကြာလာတဲ့အခါမှာ ကိုယ်တိုင်ကအသုံးမချနိုင်ရများလားဆိုတဲ့တန်တရားမျိုးတွေဝင်လာတတ်ပါတယ်။ဒီလိုခံစားချက်တွေဝင်လာတာကိုကိုယ့်ကိုယ်ကိုယ်တန်တရားလွန်ကဲခြင်း self doubt လို့ခေါ်ပါတယ်။ဒီမတို့အားလုံးကဒီလိုခံစားချက်မျိုးအနေနဲ့အများတော့ကြုံမှုကြပါတယ်။အားလုံးပဲမင်္ဂလာပါ။ရှင်မတို့ရဲ့ဝေလိုကနေပြန်ပြီးတော့ကြိုဆိုလိုက်ပါတယ်။ရှင်မတို့ရဲ့ဝေလိုကိုတီးပြသားသူတွေလည်းရှိလို့မတိကြသေးတဲ့သူတွေလည်းရှိတာကြောင့်မလို့ဝေလိုရဲ့အကြောင်းလေးနည်းနည်းတော့ပြောပြပေးခြင်းပါတယ်။ကျမတို့ရဲ့ channel မှာစိတ်ဝင်စားချက်ကောင်းတဲ့ topic တွေကို focus အနေနဲ့ပုံမှန်တင်ဆက်သွားပေးဖို့ရှိပါတယ်။ အရင်ကလုပ်နေကြဖြစ်တဲ့အတန်းဇလန်တွေကိုလည်းအထိုက်အားလျော်စွာတင်ဆက်ပေးသွားအောင်ပါမှာဒါကြောင့်မလို့ကျမတို့ရဲ့ channel ကို like and subscribe လုပ်ထားပြီးတော့စောင့်ကြည့်ပေးကြပါဦးကဲဒီနေ့တော့ဝေလုံနဲ့အတူတူမိမိကိုယ်ကိုယ်တန်တရားလုံခဲ့ခြင်း self doubt အကြောင်းလေ့လာကြရအောင်ပါပထမဆုံးအနေနဲ့ self doubt ဆိုတာဘာလဲ self doubt ဆိုတာကကိုယ့်ကိုယ်နဲ့ကိုယ့်ရဲ့လုံဆောင်နိုင်စွမ်းနေတဲ့အပေါ်မှာတန်တရားတွေအရင်များလို့နေတာမျိုးဖြစ်ပါတယ်အရာလုံးရဲ့အပေါ်မှာမတိကျမီရာဖြစ်နေတဲ့ခံစားချက်မျိုးပါအဲ့ဒီအရာတွေထဲမှာကျမတို့ရဲ့အတွေးတွေခံစားချက်တွေ ဆုံးဖြတ်ချက်တွေအလုံးပါဝင်ပါတယ်။ဒီလိုအခြေအနေမျိုးကိုတခါမှမဆန်းကြည့်ဘူးတဲ့အလုံးမျိုးစားလုပ်တဲ့အခါဆောင်းမွေးပြေတဲ့အခါမျိုးတွေမှာခံစားရလိမ့်ရှိပါတယ်။ဒါကပုံမှန်ပါပဲ။ဒါရီထက်ကိုကြောလွန်ပြီးတော့နေရာတကာမှာတန်တရားတွေပြည့်နေပြီဆိုလို့ရှိရင်တော့ကောင်းတဲ့ဘက်ကိုဥတီလာမှာမဟုတ်တော့ပါဘူး။ self doubt ကိုဖြစ်စေနိုင်တဲ့အရာတွေကဘာတွေလဲ။ self doubt ကိုဖြစ်စေနိုင်တဲ့အကြောင်းရင်းတွေအများကြီးရှိပါတယ်။ဒီထက်ကမှအလုံးနဲ့နှိစက်လောက်မဲ့အချက်အချို့ကိုပြောပြပေးပါမယ်။ကျမတို့ကိုပြုထောင်ပေးခဲ့တဲ့သူတွေ ကျမတို့ငွေစင်ကလေးကပြိုးထောင်လာခဲ့တဲ့လူတွေကြောင့်မလို့လဲ self doubt ကကျမတို့ရဲ့အတွေ့အကြုံထဲမှာအမြင့်တွေလာနိုင်ပါတယ်။ကျမတို့တွေကကိုယ့်ကိုတစ်ဖက်လူကပြုမှုလာတဲ့ပြုမှုကနေတစ်ဆင့်ပြန်လည်ပြီးတော့တင်ယူကြပါတယ်။သူတို့တွေကကျမတို့အမားလုံးမိတဲ့အခါမျိုးမှာအယံကိုထူးဆန်းတဲ့ပုံစံမျိုးနဲ့တုံ့ပြန်လာတဲ့အခါကျမတို့ရဲ့စိတ်ထဲမှာအမားလုံးမိတာအယံကိုစိုးရင်ကြောက်တဲ့ကိစ္စလို့မှတ်သားထားမိနိုင်ပါတယ်။တကယ်လို့သာသူတို့အနေနဲ့အမားဟာလူသားဖြစ်ခြင်းရဲ့တစ်စိတ်တစ်ပိုင်းဖြစ်တာမလို့ပုံမှန်မှာပဲဆိုတဲ့ပုံစံမျိုးနဲ့တုံ့ပြန်လာခဲ့ရင်တော့ ကျွန်မတို့ကလည်းအမားလုံးမိတာပုံမှန်ပဲဆိုတာမျိုးမှတ်သားထားမိကြမှာပါအမားလုံးမိမှာကိုဆိုရင်လုံးတာကြောင့်ကိုယ့်ရဲ့အရေးချင်းတွေပေါ်မှာထက်ထလဲလဲမိခွန်းတွေထုတ်လာမိတတ်ပါတယ်ဒါကလည်း self doubt ကိုတိုးပွားစေနိုင်တာမလို့အကြောင်းရင်းတွေကတခုပါပဲအတိတ်ကအတွေ့အကြုံတွေအတိတ်ကအတွေ့အကြုံတွေကအနာဂတ်တွေပေါ်မှာတက်ရောက်မှုရှိပါတယ်ကျွန်မတို့ရေဘယ်သူလဲဆိုတာကိုအတိတ်ကပုံဖော်ပေးကြပါတယ်အတိတ်မှာကြာရှုံးမှုတဲ့အခါအဲ့ဒီကြာရှုံးမှုကကျွန်မတို့ဘဝတစ်လျှောက်လုံးကိုယ့်ကိုယ်ကိုမိခွန်းတွေအများကြီးပြန်မေးစေရင်လွမ်းမိုးထားတတ်ပါတယ် အရှင်းဆုံးဥပမာပေးရလို့ရှိရင်တခါဆုံးပြတာခံခဲ့ရဘူးတဲ့သူကနောက်တစ်ချိန်ဆုံးပြခံရမှာကိုကြောက်တတ်ကြပါတယ်ဘလို့ပဲဖြစ်ဖြစ်နောက်တစ်ချိန်ထပ်ပြီးတော့ဆုံးပြခံချင်မှာမဟုတ်ပါဘူးဒီလိုပဲရှုံးနေမှုကိုလည်းနောက်တစ်ချိန်ထပ်ပြီးတော့မလိုချင်တတ်ကြပါဘူးဒီလိုစိတ်တွေအရင်အဆုံးရောက်လာတဲ့အခါမှာ self doubt ကိုဖြစ်စေတဲ့အကြောင်းရင်းတစ်ခုဖြစ်လာပါတယ်အတွေးလွန်ခြင်းအရင်ကရရှိထားခဲ့မှုတွေရှုံးနေမှုတွေကိုဆော့ဆော့မြင်မြင်စုပ်ကိုင်းထားပြီးတော့ဒါတွေကိုထပ်ထပ်လေးလေးတွေးနေမယ်ဆိုလို့ရှိရင် အတွေ့အကြံတွေတွေထဲမှာပြိမိနေတတ်ပါတယ်။ဒီလိုအလွန်အကျူးတွေးတာတွေကကိုယ်စူးစမ်းမှုတွေကလုံလောက်မှုမရှိဘူးဆိုတဲ့ခံစားချက်တွေဝင်လာစေပါတယ်။ဒါကြောင့်မလို့အတွေ့လွန်ချင်းကလည်းကိုယ့်ကိုယ်တန်တရားလွန်ခဲ့ခြင်းတွေကိုတိုးပွစေလာနိုင်ပါတယ်။ရှုံးနေမှာကိုကြောက်ရွံ့နေလူတိုင်းကကိုယ်နဲ့ရင်းနှီးနေကြမဟုတ်တဲ့နယ်ပယ်မျိုးကိုစတင်မှုကြောက်ရွံ့ကြပါတယ်။ရှုံးနေမှာကိုလည်းအရင်အောင်စိုးရင်တက်ကြပါတယ်။နောက်ပြီးတော့အတိတ်မှာအောင်မြင်ထားခဲ့မှုတွေတူဆိုလို့ရှိရင်ရှုံးနေမှာကိုပို့ပြီးတော့ကြောက်ကြပါတယ်။အရင်ကအောင်မြင်ထားခဲ့မှုတို့လိုမျိုးတထက်ထဲကြအောင်မလုပ်နိုင်ပါဘူး။ တခြားသူတွေစိတ်ပြတ်သွားအောင်လုပ်မိမှာအရင်ဆိုရင်တက်ကြပါတယ်။ဒါကနေစပြီးတော့ကိုယ့်ကိုယ်ကိုမိကုန်းတွေထုံရင်းနဲ့တန်တရားတွေတိုးပွားလာတတ်ပါတယ်။တကယ်လို့သာတန်တရားတွေလွှမ်းမှုသွားလို့ရှင်အောင်မြင်မှုရခဲ့ရင်တော့မှကိုယ်တိုင်းရဲ့စွမ်းဆောင်ရည်ကြောင့်မဟုတ်ဘဲနဲ့ကံကောင်းမှုကြောင့်ဆိုပြီးတော့မဲ့ယူလာမိတဲ့အထိဖြစ်တတ်ပါတယ်။ကိုယ်ကိုယ်တိုင်းရဲ့အပေါ်မှာတန်တရားများခြင်း self doubt ကအပေါ်ယံကြည့်မယ်ဆိုလို့ရှင်တော့လူတော်များများခံစားမှုတာမလို့တိတ်အေးမကြည့်လို့ထင်ကောင်းထင်နိုင်ပေမဲ့ဒီစိတ်ရဲ့လွှမ်းမှုကြောင့်ခံလိုက်ရပြီဆိုလို့ရှင်တော့ကိုယ့်ရဲ့အရေးချင်းပေါ်မှာမိကုန်းတွေအများကြီးထုံးမိလာနိုင်ပါတယ်။ အချိန်လေးကြာလာလေးအဲ့ဒီမိကုန်းနေရာတကယ်ဖြစ်နေတာလားဆိုရဲထင်အောင်ထင်မှားတွေဖြစ်လာပါတယ်။ပို့ပြီးတော့ကြာလာလေးတေချာတယ်လို့ယူဆလာမိလေးပါပဲ။ဒီလိုဆိုးရွားတဲ့အကျိုးဆက်တွေရှိတဲ့ကိုယ့်ကိုယ်တန်တရားလွန်ကဲခြင်း self doubt ကိုဘယ်လိုမျိုး overcome လုပ်ကြမလဲ။ပထမဆုံးတစ်ချက်ကတော့ကိုယ့်ကိုယ်ကိုသနာကျင်တာချင်းအမားတွေလုံးမိတဲ့အခါနာကျင်မှုတွေခံစားရတဲ့အခိုက်အတန့်တွေရှိလာတဲ့အခါဒါရီဟာလူတိုင်းကြုံတွေ့နေရတဲ့လူ့ဘဝရဲ့အစိပ်ပိုင်းတွေဖြစ်တာဆိုတာကိုအမြင်နားလည်ထားပြီးတော့လက်ခံထားရပါမယ်။ကိုယ့်ကိုယ်ကိုအပြည့်အဝနားလည်ပြီးတော့ကျင်နာပေးရပါမယ်။ ောက်တစ်ချက်ကတော့ကိုကိုကိုတခြားသူတွေနဲ့မနိုင်ရှင်ပါနဲ့လူတိုင်းဟာဘဝဖြတ်သန်းရတဲ့ပုံစံချင်းမတူကြပါဘူးတချို့ကလွယ်ကူပြီးတော့တချို့ကတော့ခက်ခဲကြပါတယ်ဒါကြောင့်မလို့တခြားတယောက်နဲ့နိုင်ရှင်နေမယ့်အစားကိုကိုကိုအာယုံစိုက်တာကပို့ပြီးတော့စိတ်ချမ်းသာရရစီမှာပါကိုရဲ့မျက်နှာကိုပြန်မြင်ရတဲ့အခါတိုင်းမှာကောင်းမွန်တဲ့စကားတွေအမြဲပြောပေးပါဒီလိုလုပ်ချင်ရကိုကိုကိုယုံကြည်မှုတွေတိုးလာစေပြီးတော့တန်တရားတွေရောကြစေနိုင်ပါတယ်နောက်ပြီးတော့အတိတ်ကရရှိခဲ့တဲ့ရလက်တွေအကြောင်းပြန်တွေးပြီးတော့သင်ခန်းစာယူပါအတိတ်တွေအကြောင်းကိုပြန်ပြီးတော့တူဖော်ကြည့်ရတာကအရင်ကိုစိတ်လှုပ်ရှားစရာကောင်းပါတယ် အတိတ်မှာရရှိခဲ့တဲ့ကောင်းမွန်တဲ့ရလဒ်တွေချီးကျူးခံရမှုတွေကကျမတို့ရဲ့ဒီလိုအရာတွေထပ်ပြီးရရှိလာဖို့အတွက်ကြိုးစားခြင်းလောင်းတွန်းအားပေးပါတယ်ဒါမဲ့အတိတ်အကြောင်းပဲအမြဲတွေးနေမယ်ဆိုလို့ရှိရင်တော့လက်ရှိအချိန်ကနေတွေးဖယ်သွားပြီးတော့အတိတ်မှာပဲတဝဲလေလေဖြစ်နေတတ်ပါတယ်။ဒါကြောင့်မလို့အတိတ်မှာကောင်းကောင်းမလုပ်နိုင်ခဲ့တာတွေကိုသင်ခန်းစာယူကြရပါမယ်။အတိတ်မှာအမားလုံးမိခဲ့ဘူးလို့ရှိရင်အတိတ်ကအမားအမားတိုင်းပဲရှိနေတာမလို့ကျမတို့ပြန်ပြင်လို့မရနိုင်ပါဘူး။ကျမတို့လုံနိုင်တာဆိုလို့နောက်တစ်ခေါက်ထပ်မဖြစ်အောင်စဉ်းကျင်ရယူမှာပဲ။ နောက်ပြီးတော့ကိုကိုကိုပံ့ပိုးပေးနိုင်မယ့်သူတွေရဲ့အနီးအနားမှာနေပါကိုကိုကိုဆွဲချနေတဲ့သူတွေရဲ့အနားမှာနေခြင်းကလည်းကျမတို့ရဲ့စိတ်တွေကိုအနာရရဖြစ်စေနိုင်ပါတယ်လူတိုင်းကကိုကိုမပံ့ပိုးပေးနိုင်ဘူးဆိုလို့ရှိရင်တော့မှပံ့ပိုးပေးနေတဲ့လူနည်းစုကတော့ရှိတတ်ပါတယ်အဲ့လူတွေရဲ့အနားမှာနေပြီးတော့အရာရာဝင်ဆိုင်မှုအတွက်တတိတွေမွေးမြူရရအောင်ပါနောက်ဆုံးအနေနဲ့ကိုရဲ့အောင်မြင်မှုတွေကိုအမြင့်အမှတ်ရပါကိုရဲ့အားသာချက်ကိုရအောင်ရှာပါဘလောက်ပဲသိနေတဲ့အောင်မြင်မှုဖြစ်ဖြစ်ဂုဏ်ပြုဖို့မမေ့ပါနဲ့လို့ပြောချင်ပါတယ် အဆုံးထိနားထောင်ပေးကြတဲ့တယောက်ချင်းစီတိုင်းကိုကျမတို့ဝေလူကနေကျေးဇူးအများကြီးတင်ပါတယ်ပို့ပြီးတော့ကောင်းမွန်တဲ့အသစ်သစ်တွေဖန်တီးပေးဖို့ကြိုးစားနေရမလို့စောင့်မျှော်ပေးကြပါအောင်အလုံးကျေးဇူးတင်ပါတယ်